ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲလန်စက်သွေးရေးလမ်းကြောင်းအားပြန်လည်ဖွင့်လှစ်ပြီးဒေသခံပြည်သူများပုံမှန်အတိုင်းပြန်လည်နေထိုင်သွားလာနိုင်ရေးနှင့်ပြည်သူများအားထောက်ပံ့ပစ္စည်းပေးရတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ TNLA, DBLA အဖွဲ့များနှင့်မန္တလေး PDF အမိခံအကြမ်းဖက်သမားများသည်ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းပန်းစက်သွေးရေးနောက်နေစည်ရန်ယူရဲချက်ဖြင့်ကြောင်မဲခရိုင်ရှိဂုတ်တွင်းကွန်ကရစ်တရာအားမိုင်းခွဲဖြစ်စီခဲ့ပါတယ်။ အဆိုပါအကြောင်းမဲ့ခရိုင်တွင်ရှိကုန်တွင်းကွန်ကရစ်တရာပျက်စီးမှုနေရာသို့အော်တိုဘာလ10ရက်နနက်9:00နာရီကရန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးဝန်ကြီးပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပြည်နယ်အစိုးရအဖွဲ့အတွင်းမှပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူတွားရောက်ကြည့်ရှုစစ်ဆေးပြီးသက်ဆိုင်ရာဌာနတာဝန်ရှိသူများအားတရားပြန်လည်ပြုပြင်မှုနှင့်ဆက်လင်း၍ လူအပ်သည်များဖြစ်ဆွတ်မှာကြားကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ထို့မှတစဉ်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကြောက်မဲခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ရှေ့တန်းရောက်တက်မတော်သားများအတွေ့စားတောက်ဖွေရာပစ္စည်းများကိုပြည်내ဝင်ကြီးချုပ်ဦးအောင်အောင်ကာကွယ်ရေးဝန်ကြီးဌာနအမတ်နှင့်စစ်စင်ရေးအထူးဖွဲ့မှဗိုလ်ချုပ်ဇော်မင်းလက်တို့ကပေးအပ်ရာတာဝန်ရှိသူများမှလက်ခံရယူကြပါသည်။ ထို့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကာကွယ်ရေးဝန်ကြီးဌာနအမတ်နှင့်စစ်စင်ရေးအထူးအဖွဲ့မှဘူချုပ်စော်မင်းလန်ပြည်နယ်ဝန်ကြီးများပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှုပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများစစ်ဖက်အရာရှိကြီးများနှင့်တွေ့ဆုံ၍ကြောက်မဲမြို့ပြည်လဲထူထောင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည် အစည်းအဝေးတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကကြောင်မဲမြို့ပြန်လည်ထူထောင်ရေးအတွက်လာရောက်ခြင်းဖြစ်ပါကြောင်းပြည်သူလူထုများပုံမှန်ပြန်လည်သွားလာနိုင်ရေးနှင့်အခြေခံပစ္စည်းများဖြစ်သည့်စံစီရရှိရေးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးတို့ကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်းကြောင်များအားလုံးအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ဆရာဆရာမများအမြန်ဆုံးပြန်လည်ရောက်ရှိရေးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းပြည်သူများပြန်လည်ရောက်ရှိလာသည့်အခါ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းပြည်သူလူထုများစိုက်ပျိုးရေးလုပ်ငန်းများတွင်အခက်အခဲမရှိစေရန်မျိုးစေ့များ၊ဓာတ်မြေဩဇာများလျှက်စစ်မီရေရရှိရေးဆက်သွယ်ရေးလိုင်းများရရှိရေးတို့ကိုလည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းမြို့တွင်လမ်းကောင်းမွန်ရေးကိုလည်းတက်ဆိုင်ရာစီပင်သာယာရေးဌာနမှဆောင်ရွက်ပေးရန်အားလုံးကဝိုင်းဝန်းကြိုးစားပေးကြရန်ပြောကြားလိုကြောင်း ဝန်ထမ်းများအနေဖြင့်လည်းတာဝန်များအမြန်ဆုံးပြန်လည်ထမ်းဆောင်ပြီးပြည်သူလူထုများလိုအပ်သောအခက်အခဲများကိုကူညီဆောင်ရွက်ပေးကြရန်ပြည်သူများအားကိုးအားထားရသောဌာနဖြစ်ရန်လိုအပ်ပါကြောင်းသက်ဆိုင်ရာဌာနများကလည်းလိုအပ်ချက်များရှိပါကကြောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတန်းဆက်သွဲဆောင်ရွက်ပေးကြရန်နှင့်လျှက်စစ်မီမရရှိသေးပါကစူလာစနစ်ဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်ထို့နောက်ကာကွယ်ရေးဝန်ကြီးဌာန အမတ်နှစ်စစ်စင်ရေးအထူးဖွဲ့မှုဒုတိယဗိုလ်ချုပ်ကြီးစော်မင်းလက်ကအမှားစကားပြောကြားပြီးတက်ရောက်လာသည့်သက်ဆိုင်ရာဌာနများမှလုပ်ငန်းကဏ္ဍလိုက်ဆွေးနွေးတင်ပြကြပြီးပြည်내ဝန်ကြီးချုပ်ကဒေသခံကလေးများစတ်တက်မြောက်ရေးအတွက်ပိတ်ရက်များတွင်လည်းအချိန်ပိုတင်ကြားပေးနိုင်ရေးနှင့်ဆရာဆရာမများစားတောက်နေတိုင်းရေတို့ကိုလည်းစောင့်ရွက်ပေးကြရန်လိုအပ်ပါကြောင်းဌာနဆိုင်ရာများကလည်းပြည့်စည်ဆုံးရှုံးမှုစည်းမျာကိုဦးစားပေးလိုက်ရှမ်းပြည်နယ်ဆွေရဘွေတို့ အမြန်ဆုံးတင်ပြပေးရန်အောက်ချုပ်ရေးအပိုင်းတွင်လည်းလုပ်ငန်းများအမြန်ဆုံးလေပတ်နိုင်ရန်ရက်ွက်အောက်ချုပ်ရေးမှုများအမြန်ဆုံးခန့်ထားဆောင်ရွက်ပေးကြရန်ဖြည့်ဆွက်ဆွေးနွေးပြောကြားခဲ့ပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကြောက်မဲမြို့ချက်သေးဆောင်ခမ်းမတွင်ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံရာပြည်내ဝင်ကြီးချုပ်ဦးအောင်ကကြောင်မဲမြို့ပြည်လဲထူထောင်ရေးစာသင်ကျောင်းများအားလုံးအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆရာဆရာမများလိုအပ်ချက်များကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကလေးများအကြောင်းနေနိုင်ရေးကိုပြည်သူလူထုများကလည်းကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်းအဓိကအားထားရသည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်းငကိုမူလအတိုင်းဖြစ်အောင်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြည်내ဆွေးရဖွဲ့အနေဖြင့်တောက်တုံးရေလျှက်စစ်မီ လမ်းနှင့်အခြေခံစားတောက်ကို73စီများရရှိအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကျန်းမာရေးကဏ္ဍတွင်လည်းကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများမူလအတိုင်းပြန်လည်လည်ပတ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးပြည်သူလူထုများအနေဖြင့်နေရဲဆုံးခွာသွားလာရသည့်အတွက်ပျောက်ဆုံးမှုရှိခဲ့သည့်အိမ်နောင်စုဇေယျနိုင်ငံသားစီစီရေးကပ်ပြားများကိုလည်းအမြန်ပြန်လည်ရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြည်သူလူထုအနေဖြင့်အခက်အခဲရှိပါကတင်ပြပေးကြရန် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသောမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ကာကွယ်ရေးဝန်ကြီးဌာနအမတ်နှင့်စစ်စင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးစော်မင်းလက်ကအမှားစကားပြောကြားပြီးရှမ်းပြည်နယ်ဇိုရဘွဲကဒေသခံပြည်သူများအားအခြေခံစားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကထပ်ပံ့ပေးအပ်ရာဒေသခံပြည်သူလူထုများမှအသေးသေးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကနှီးကုန်းချုပ်စကားပြောကြားကပြည်သူလူထုများအားယဉ်ယဉ်နီနှုတ်ဆက်ခဲ့ကြပါရယ်ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကြောက်မဲမျိုးအမတ်တဲအခြေခံပညာထက်တန်းကျောင်းတို့တွားရောက်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျောင်းသားကျောင်းသူများအားငါးမျိုးဆက်ကာကွယ်စေဝက်သည်ကြိုက်သူယောဂါကာကွယ်စေပိုလီယိုယောဂါကာကွယ်စေထိုးနှံနေမှုနှင့်ကျောင်းသားကျောင်းသူများပညာသင်ကြားနေမှုကိုလှည့်လည်ကြည့်ရှု၍ဆရာဆရာမများအား ပြည်내ဝင်ကြီးချုပ်ကကြီးမြင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ယင်းနောက်ကြောင့်မဲမျိုးကွန်ဖြူရှက်တရုတ်စာသင်ကျောင်း၌ယာယီယုံဖွင့်လှစ်ထားသည့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှပြည်သူများအားပန်းကင်းစီမံချက်၃အိမ်တောင်စုစရာနိုင်ငံသားစီစီရေးကပ်ပြားဆောင်ရွက်ပေးနေမှုကိုကြီးစုအားပေးပြီးစောက်လုပ်ရေးဦးစီးဌာနမှပြည့်စည်သွားသည့်အဲ့ရိတ်သားသူတွားရောက်ကြီးစုရေးလိုအပ်သည့်များကိုတာဝန်ရှိသူများအား ဖြည့်ဆွဲမှာကြခဲ့ပြီးကြောက်မဲမျိုးဘိုးဇေးတို့တွားရောက်ကဇေးအောင်ချနေသောပြည်သူများအားယင်းနီနီနှုတ်ဆက်စကားပြောကြ၍ဇေးတွင်လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကြောက်မဲမျိုးလာဘမုနီတရုတ်ဘုံကျောင်းတွင်ဖွင့်လှစ်ထားရှိသည့်ယာယီဆေးရုံတို့တွားရောက်၍ဆေးကုသမှုခံယူနေကြသောပြည်သူများအားအာဟာရဖြင့်ပစ္စည်းများပေးအပ်ကာအပိစကားပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကမ္ဘောဇာရှမ်းကျောင်းကျောင်းတိုက်သို့သွားရောက်ကာဆရာတော်တန်ဃာတော်ကြီးများဖူးမြော်ကြီးညို၍၅ဘာသီလခံယူစောက်တည်ကြပြီးပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများကလူပွဲဝတ္ထုပစ္စည်းစံစီကလေးပဲစားတို့ကိုစက်ကတ်လူတန်းကြပါရယ်ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကြောက်မဲခရိုင်မိသက်ဦးစီးဌာနသို့သွားရောက်ကာပြည်내ဝင်ကြီးချုပ်ကမိသက်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ကြီးမြင့်ငွေပေးအပ်ပြီးမိသက်ဝန်ထမ်းများအိမ်ယာပြည့်စည်မှုနှင့်မိသက်ကားပြည့်စည်မှုတို့ကိုလက်လက်လေကြည့်ရှုကြပြီးမြို့မရဲစခန်းပြည့်စည်သွားမှုကိုလည်းတွားရောက်ကြည့်ရှုပြီးပြည်내ဝင်ကြီးချုပ်ကရဲတပ်ဖွဲ့ဝင်များအားကြီးမြင့်ငွေပေးအပ်ခဲ့ကြောင်းသိရှိရပါသည်ရင်နောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကြောက်မဲမြို့တရားရေးဦးစီးဌာနနှင့်ပြည်သူ့စေယုံကြီးတို့တွားရောက်ကြည့်ရှုစစ်ဆေးပြီ တာဝန်ရှိသူများအားလိုအပ်သည်များဖြည့်ဆွက်မှာကြားခဲ့ပြီးကြောင်မဲမျိုးတန်ရှင်းသားရလပရေးနှင့်ခြုံွယ်မြက်များကင်းရှင်းရေးတွင်မြို့နယ်စီမံသားရရေးဌာနမှတန်ရှင်းဆောင်ရွက်နေမှုကိုကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်ထိုမှတဆင်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နောင်ချူမျိုးမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာပြည်내ဝင်ကြီးချုပ်ဦးအောင်ကမြို့ပြနှင့်ပတ်သက်၍ ရေလျှက်စစ်မီစစ်သွေးရေးကိစ္စရများစောင်းရွက်ပေးရမည်ဖြစ်ကြောင်းဌာနဆိုင်ရာများအနေဖြင့်အခက်အခဲရှိပါကတင်ပြပေးကြရန်ပြောကြားခဲ့ပါသည်။ယင်းနောက်တက်ရောက်လာသည့်ဌာနဆိုင်ရာများကလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်ဆက်လင်း၍တင်ပြကြရာပြည်내ဝန်ကြီးချုပ်ကလိုအပ်သည့်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ။